ဟယ်လိုမတ်တိုင်ဟာကိုတိုင်မောင်ဘလို့လဲ Spring Bee Library အတော်မြင့်နေပြီဟုတ်ဟဲဟဲဘာပြောကောင်းမလဲတနေ့နှစ်ကြိမ်တို့တူပြီးဆော့လာလိုက်တာ အခုဆိုရင် level 30ရောက်နေပြီလားဟမ်ဟမ် level 10ပဲဟာဟာကျမဆိုရင် level 30မှာဗျာ Emperor ကြီးတောင်ထူထောင်နိုင်နေပြီနော်ကြွားတယ်လို့တော့သဘောမထားနဲ့နော်ဒီပါပြီဗျာဒါနဲ့မေးစရာလေးရှိသေးတယ်ဗျာမေးပါတော့မေးပါ ိုသိမ့်မောင်လာရင်ပြဿနာတခုတော့ပါလာစမြင်မဟုတ်လားဟုတ်ပါမတန်ကြီးအခုမေးချင်တာကတော့ຫນွေဥပံကိုပိုက်ဆံထည့်ဖို့ဗျအေးအာဒန်ဆိုလားဘာဆိုလားအဲ့ဒီကထည့်ရမယ်ပြောတယ်အဲ့ဒီအာဒန်ဆိုတာဘာကြီးတုံးဗျဘင်းကအာဒန်ရမှာလေကိုသိမ့်မောင်ရဲ့ RM မှာ RM ဆိုတာ relationship manager တွေကိုပြောတာကိုသိမ့်မောင်ရဲ့အော်ကျွန်တော်တို့ relationship တွေကို like စီမံပေးတဲ့သူတွေလားအလားဆိုအောင်းသွဲတော်တွေပေါ့နော်ဟုတ်တာပေါ့တော့ SDB အသုံးပြုသူတွေနဲ့ SDB ဂျားကအောင်ကြော်တွေပါတော့ကိုသိမ်းမောင်နဲ့သူမကြားမှာအောင်ကြော်ရှိမှအလုတ်ဖြစ်တယ်လို့ပဲ SDB ကိုဆက်သွယ်ဖို့လဲ RM တွေရှိမှအလုတ်ဖြစ်တာတော့ဟာဒါဆိုကျေးဇူးရှင်တွေပဲအဲ့ဒီ RM တွေကဘသူတွေတော့မြ RM တွေဟာနှွေဦးတော်လိုင်းရဲ့အစကတည်းကပြည်သူနဲ့အတူရက်တီထားကြတဲ့နိုင်ငံတကာရောက်မြန်မာပြည်သူပြည်သားတွေပါပဲတော့တချို့ဆိုရင်အခြားနိုင်ငံသားဖြစ်နေတာတောင်အမိမီရဲ့ပြည်သူလူထုနဲ့ တသားရတဲ့တော်လန်ရေးကိုဆင်နွှဲနေကြတဲ့သူတွေပါတော့မျိုးတော်လန်ရေးမှာရမောင်ငွေအတိတ်ကရှာပြီးနေတဲ့ FR တွေကပဲ RM တွေအဖြစ်အုံနဲ့အချင်းနဲ့ပါဝင်ကူညီလာကြတာပါပဲတော့ Nice အားရစရာပဲမတန်ကြီးဒီလိုနိုင်ငံတကာကနေပြီးကူညီကြတဲ့သူတွေကြောင့်ပဲနေဦးတော်လန်ရေးရဲ့ဘန်နာရေးဟာပိုးပြီးချောင်းလဲစွာလဲပတ်ရုန်းကန်နိုင်တာပေါ့ဗျာအဲ့ဒီ RM တွေကိုရောဘလို့ဆက်သွယ်ရတာတုံးဗျအလွယ်လေးပါ SDB application မှာ deposit နဲ့ withdraw အိုင်ကွန်လေးတွေရှိတယ်လေအဲ့ဒီထဲကမှ bros rm list ကိုဝင်လိုက်တယ်ဆိုရင် rm တွေကိုဆက်သွယ်လို့ရမယ် messenger telegram နဲ့ signal တွေကိုကြည့်လို့ရပါတယ်တော့သူတို့နဲ့ဆက်သွယ်ပြီးငွေသွင်းငွေထုတ်တိုက်တယ်လို့သာလုပ်ပြရော့နေပါဗျာကျွန်တော်တို့အဲ့လိုရှာရမှမသိလို့ခန့်နေကြတာဗျို့ဟိုတနေ့ကဆိုသူ့ကိုယ်သူ rm လို့လာဆက်သွယ်ပြီးငွေထည့်ခိုင်းတာလဲကြုံရတယ်ဗျအဲ့ဒါတွေကရောစိတ်ချရပါမလား rm list ထဲလည်းမတွေ့တော့လေအဲ့ဒါကတော့ ကိပြတ်တဲ့အချောင်းနှိုက်ပြီးအားနည်းတဲ့ဒီသူတွေရဲ့ချွေးနှဲစာလေးတွေကိုအခွင့်ကောင်းယူပြီးလိမ်လဲနေတဲ့လူတချို့ရဲ့လောက်ရပါပဲတော့ RM အယောင်ဆောင်လာ community ထဲမှာကိုကြီးဧသူတို့အဖြစ်ဟန်ဆောင်ပြီးသူတို့နဲ့အတူပေါင်းလိမ်တဲ့သူကိုညွန်ပေးတာတွေကတော့အမဲကြုံနေရတဲ့ပြဿနာတွေပေါ့တော့ဒါတွေကိုတော့သတိထားရမယ်ကိုသိမ်းမောင်ကြီးဘလို့သတိထားရမလဲဗျဒီအချက်၃ချက်ကိုလိုက်နိုင်ရင်လူလိမ်တွေရန်ကနေဝေးပါလိမ့်မယ်နံပါတ်၁ STB application နဲ့ကနေတဆင့်ပေါ်ပြထားတဲ့အာအန်လူကိုသာဓာတ်ရိုက်ချိတ်ဆက်ဖို့လိုပါတယ်တော့နံပါတ်2ကတော့ STB community မှာ blacklist scammer list နဲ့တိုက်စစ်ဆေးဖို့ပါပဲဒါမှမတိကျအသေးဘူးဆိုရင်နံပါတ်3အနေနဲ့ STB live chat ဒါမှမဟုတ်ရင် messenger ကနေတဆင့်လဲမေးလို့ရပါတယ်တော့ကောင်းလိုက်တဲ့တတိပေးချက်တွေဗျာဒါကိုသာတည်တည်ချာချာလိုက်နာပြီးစစ်စစ်ရင်လူယုံမှာကြားဖြန့်လူရန်ကပါ login ပြီးပေါ့ဗျာဟုတ်တာပေါ့ကိုသိမ်းမောင်ကြီး နောက်ထပ်သတိထားရမယ့်အချက်ကတော့ RM တွေကဘယ်တော့မှ customer ကိုသူတို့ကစပြီးမဆက်သွယ်ဘူးဆိုတာပါပဲတော့ဟုတ်တယ်ဗျအခုပဲကျွန်တော် RM list ထဲက RM အဖွဲ့တစ်ခုကို Messenger ကနေလန့်ဟိုင်းထားလိုက်ပြီးပြော reply ပြန်လာတော့မကြတော့ပါဘူးနော်။သူမစီကပြန်လာတယ် reply လောက်တော့မကြဘူးဆိုတာအတိအချပါပဲကိုသိမ့်မောင်ကြီး။